င်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီနေ့မှာတော့ဆရာကမတ်လ2025မတ်လ21ရက်နေ့ကနေလကုန်အထိအင်္ဂါသာသမီမိတ်ဆွေတွေအတွက်တပတ်စာချောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကတားတော်နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသာသမီမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲပြီးတော့မိတ်ဆွေအင်္ဂါသာသမီတွေအားလုံးကံရဲ့အခြေအနေကိုဆရာတို့တားတော်ဆွဲပေးมาပဲအဲဒီ2025ခုနှစ်မတ်လနောက်ဆုံးအပတ်တာအတွင်းမှာဆိုအင်္ဂါသာသမီမိတ်ဆွေများ မကြခင်မှာအခွင့်အလမ်းကောင်းတွေယူရကြကောင်းတွေပေါ်ပေါက်လာတော့မယ်မိမိဖြစ်လို့တော့ကိစ္စမျောလင်းတောင်းတတာသောကိစ္စမိမိဖြစ်ရှင်တဲ့ဆန္ဒတွေဟာထူးထူးကဲကဲပဲမကြခင်မှာ တေးကြတဲ့ဖြစ်ကိုဖြစ်မြောက်လာတော့မှဖြစ်တဲ့အတွက်ရီမန်းချက်တွေစိတ်ကူးတွေဟာအကောင့်ထဲပေါ်ဖို့အတွက်အခွင့်အလမ်းကောင်းနေဖြစ်တယ်။ငကူကမိမိအနေနဲ့ဒါကြီးကိုလှုပ်ရှင်တဲ့ကိစ္စမျိုးဥမာယာထူးတိုးဖို့အလုံးအရာဖို့လုပ်ငန်းခိုင်ခန့်နဲ့ပတ်သက်လှူဖို့တန်းဖို့အဆရှိတဲ့ကောင်းခြင်းအဖျားဖျားကံကောင်းမှုတွေဟာမကြခင်မှာရရှိလာတော့မယ်ဆိုတဲ့ကမျိုးဖြစ်နေပါတယ်ခင်ဗျာ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းတွေကိုမကြခင်ပြေတော့ကလာတော့မှဖြစ်တဲ့အတွက်စိတ်ရှည်တည်ခံပြီးစောင့်ဆိုင်ပေးဖို့လိုအပ်ပါတယ်။ကြမ်းပါ၏။ ျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှစစိုးဝါးမရှိပါဘူးအဲအသွေးသားနဲ့ပတ်သက်တာလေးတွေအရေးပြားရားနာနဲ့ပတ်သက်တာလေးတွေတော့အနည်းငယ် နဲဖြစ်ရတတ်တာမျိုးတွေကြုံရတတ်တယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့တွေးတိုးတွေးတက်ရှိတဲ့သူတွေအဲဆွမ်းနာလို့ပေါ့အမျိုးသမီးတွေဆိုရင်အမျိုးသမီးကျမကြီးနဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲတတိထားစင်ကြင်ရလိုအပ်ပါတယ်သို့သော်ဆွဆွဝဝမရှိပါဘူးအကယ်၍ဒီကြမှာဆွဆွဝဝရှိလာပြီဆိုရင်မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကြောင့်ပညာရက်တွေကြောင့်ပြူစားနှောက်ချက်တိုက်ခိုက်ခြင်းကသာမိတ်ဆွေကိုဆွဆွဝဝဖြစ်စေနိုင်တဲ့အတွက်တော့အဲဒါမှမရှိရင်ဘာမှဆွဆွဝဝမရှိနိုင်ဘူးပေါ့ထို့ပြင်မိတ်ဆွေတို့အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်တို့အပြင်စံစီစေးစားစားသောက်ကုန်နဲ့ပတ်သက်တာတွေအဲဟိုဆိုရလို့ဆက်တင်လှုပ်ဆောင်လုပ်တဲ့အလုပ်တွေအကျိုးပေးပြီးတဲ့အခါအစုရှယ်ယာနဲ့ပတ်သက်တာမျိုးတွေညီအကိုမောင်တို့ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ထူးထူးခြားခြားပဲအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလဖြစ်တယ်ငကိုကလုပ်ငန်းကိုင်းကနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများအတိတ်တိုးချဲ့လှုပ်ဆောင်လို့ကောင်းပါတယ် ထို့အပြင်ပေါင်းစုစုဝေးလုပ်တဲ့အလုပ်တွေအစုရှယ်ယာနဲ့ပတ်သက်တာတွေမျိုးကောင်မှမတွေနဲ့တိုင်မဲနှီးနှောပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာတခြားတဲ့အင်မတန်ကိုအားသာကောင်းမှုပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်သောအပတ္တအပိုင်းခြားကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ငံအလုပ်ကိစ္စမှန်သမျှကိုကိစ္စဝဝကိုပြီးပြတ်အောင်မိမိစိတ်ထဲမှာထင်တဲ့အရာတွေအတွေးခေါ်တွေ အဲလုပ်ငန်းနဲ့ပတ်သက်လို့ငကူကအခက်အခဲအကြံကြာကြုံနေတော့ကိုယ့်အကိုခေါင်းအေးအေးလေးထားပြီးတွေးကြည့်ကြည့်လိုက်ပါငါဟာဘာတွေလိုအပ်နေတာလဲ။အော်ငါဒီနားမှာတော့ဒီစည်ရင်းလေးတော့ဆိုတာမျိုးကွတ္တီအေကဒိဋ္ဌကိုမလွဲဘဲနဲ့စိတ်စေလို့ရမှာအောင်မြင်နိုင်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသာသမိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာချင်းကောင်းမှုချင်းတွေတိုးတက်နိုင်ပါလေခင်ဗျာ။ရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တော့ ်နည်းနည်းလေးပြောရဆိုရတာခတ်နေတာမျိုးကြန့်ကြာနေတာမျိုးလေးတွေကြုံရတတ်တယ်ရာထူးတူလုပ်ငန်းတူတွေရဲ့အပြိုင်ဆိုင်လေးတွေကြောင်းတော့နည်းနည်းလေးဟိုစိတ်ခဏခဏဖိအားတတ်တော့ကာလဖြစ်တယ်အထူးသဖြင့်ဒီအဖတ်တာတော်တွေမှာစကားအများကြီးပြောတတ်တဲ့အင်္ဂါတွေအနေနဲ့စိတ်ချုပ်စရာစိတ်ပင်ပန်းစရာလေးတွေကြုံတဲ့အခါမှာဖြစ်နိုင်ရင်စိတ်စိတ်နေပြီးတော့ပဲငကူကလည်းစိတ်စိတ်နေတတ်တယ်သူဆိုစိတ်စိတ်နေပြီးတော့ပဲအမှန်တရားကိုစောင့်သမ်းပြီးဖြည့်ရှင်းလိုက်ပါဆုံးဖြတ်ချက်တွေလက်တလုံးဆုံးဖြတ်ချက်တွေမိမိအနေနဲ့ ဟိုစွန့်လာလို့ပေါ့ဟိုဝုံတိုင်းဒေါသနဲ့ပောက်ခွဲဆုံးဖြတ်ရမယ်လို့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တတိထားစင်ရင်ရတော့လိုအပ်သောအပ္ပတာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းလို့ရသောကာလဖြစ်တယ်အထူးသဖြင့်အမွေကိစ္စတွေရရှိတတ်တယ်ထို့ပြင်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာမထင်မှတ်ဘဲနဲ့ငွေကိစ္စတွေရရှိတာမျိုးလုံငန်းရင်းငန်းရရှိတာမျိုးတွေကြုံရတတ်တယ်လို့ ဆက်ပစ္စည်းရင်ထဲပတ်သက်ပြီးတော့အဲဝင်လာတာမျိုးလေးတွေအတိရရှိတာမျိုးလေးကြုံရတတ်တယ်လို့ငကိုကတစ်ချိန်တစ်ခါကကိုကျေးဇူးပြုပဲဘူးတော့ပုံကိုယ်တွေသို့မဟုတ်ရင်ငကိုကကိုကမထင်မှဖဲနဲ့ကူညီပဲဘူးတဲ့ပုံကိုယ်တွေနဲ့ပြန်လဲစုံစည်းပြီးတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်တော့အပတ္တာအပိုင်ချကာလဖြစ်တဲ့အရှိလူငယ်တွေအနေနဲ့အရှိရေးမှဆိုလက်ရှိကာလမှာအဲ သမီးသားများအနေနဲ့တော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်လက်ရှိမှာတိုင်ပင်ရန်စိတ်ဆက်ရန်အတွက်တော့အားနည်းစေတော့ကာလဖြစ်တယ်။အဆက်အသွယ်ပြတ်နေသူများဟိုကတော့ပြန်လဲဆက်သွယ်ရရှိတတ်တယ်။အရှိရေးနဲ့ပတ်သက်လာတဲ့အခါမိမိချစ်သောမြန်လို့သောသူနဲ့ပြန်လဲဆုံစည်းရတာမျိုးသို့မဟုတ်ရင်အတိတ်ကရည်စားဟောင်းချစ်သူဟောင်းသမီးသားအဟောင်းနေနဲ့မိမိအရန်ချစ်သောခရကကိုကိုမြန်လာပေးတာမျိုးတွေကြောင့်ရည်စားတဲ့ချစ်သူတတ်တယ်ရရှိတတ်တာမျိုးတွေကြောင့်အတတ်တယ်။တုံးနဲ့တို့တယောက်နဲ့တယောက် တမီးစားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုရန်တိုင်ပင်ခါမှမိမိရဲ့ဟာဟိုဆွနာလိုမိသားစုဝင်သူမဟုတ်သူ့ရဲ့မိသားစုဝင်နဲ့တဟဇာတာမတက်တာမျိုးတွေကြောင်းတမီးစားရင်းနဲ့ပတ်သက်လာတဲ့အခါလူကြီးမိဘတွေနဲ့တွေ့ပြရန်တော့တိုင်ပင်ရန်အတွက်တော့မကောင်းဘူးကျန်တာကတော့အဆက်အသွယ်ပြန်နေရင်ပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဒီဂျုံကတက်တော့အပတ်တာဖြစ်တယ်အိမ်အောင်ကြီးအိမ်အောင်ကြီးနဲ့ပတ်သက်လာရင်တော့ခုတ်ရတခြားခြားရတခြားဖြစ်နေတတ်တယ်အဲ အထူးသဖြင့်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာဝေးကွာနေတော့၊ကွဲနေတော့သူများသို့မဟုတ်တဦးနဲ့တူတယောက်နဲ့တယောက်အเจ้าညာမျိုးစုံနဲ့ခွဲနေတဲ့မိတ်ဆွေများအဖို့ကတော့ကံကောင်းပါတယ်။ဘာမှစိုးရိမ်စရာမရှိဘူး။သို့တော့အတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မထင်မှတ်ဘဲနဲ့ခွဲခွာရတာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ ဟိုစနာလိုပေါ့ဟိုခရီးဝေးသွားတာမျိုးယာရုပြောင်းလို့နေရာထိုင်ခင်းပြောင်းလို့ဒါမျိုးလေးတွေကြောင်းတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ရင်အဲစနာလိုပေါ့ကျမ်းမာရေးမကောင်းလို့အဆရှိတာမျိုးလေးနဲ့ပတ်သက်ပြီးတော့အိမ်နောက်ရေးနဲ့ပတ်သက်လာရင်ခိတခဏခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲဒီလိုမှမကြုံရဘူးဆိုရင်လည်းမိတ်ဆွေတို့အိမ်ောင်ရင်းနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်ောင်ဘက်ရဲ့စိတ်တော့ကအနှင်းငယ်ပေးမှုလေးတွေကြောင့်ဖြစ်စေဒါသမီးကိစ္စလေးတွေနဲ့ပတ်သက်ပြီးမိမိအိမ်ောင်ဘက်နဲ့ညှိနှိုင်းမရတာမျိုးလေးတွေနားလည်းမပေးနိုင်တာမျိုးလေးတွေကြောင့်တော့အိမ်ောင်ဘက်အပေါ်မှာစိတ်အလိုမကျစိတ်ထင်ငေါ်မှုလေးတွေစိတ်တိုင်းမကျစေသောအချက်လေးတွေတွေ့ရပါတယ် တိုးတော့ဘာမှတော့စိုးရင်စရာမလိုဘူးအဲမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့စိုးရင်စရာမလိုဘူးဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့မတိုင်မီလို့လက်တချို့ကိစ္စတွေကမရတဲ့အတွက်တော့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်အခြေအနေနဲ့အချိန်ခါနဲ့အခွင့်အလမ်းကောင်းကိုကြည့်ပြောဖို့တော့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေပညာရေးပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေလျှက်ရှိမှာနည်းနည်းလေးတတိထားရန်လိုအပ်ပါတယ်မရှမ်းမှာနဲ့မလောပါနဲ့ ရရင်လောရင်အဲမိမိနေနဲ့ဟိုနံပါတ်၄တအတမားတာမျိုးတွေမဖြစ်စေနဲ့ပညာရေးနဲ့ပတ်သက်လာရင်အခရွေးမှာမိတ်ဆွေနေနဲ့ပညာရေးနဲ့ပတ်သက်လာပြီးတဲ့အခါကံစတာအားကောင်းစီရန်တို့ကတိုးတက်ဇေယံတို့ဆိုလို့ရှိရင်တော့ခင်ဗျာနော်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ဟုတ်လားမိမိစောင့်မွေးမဖြစ်ခင်မှာမိမိအိမ်အတွင်းမိမိအဆောင်အတွင်းကအပေါက်ကိုပေါ့နော်တခြားလေးလက်ကြည့်ပြီးတော့နောက်ပြန် သုံးလန်းတိတိဆုတ်ပြီးတော့အရှံဘောက်ကိုနောက်ပြန်သုံးလန်းတိတိဆုတ်ပြီးတော့เนาะအညံ့မှန်တယ်မြပျောက်စီအောင်ဟုတ်လားအညံ့မှန်တယ်မြပျောက်စီအောင်အောင်ပြီဆိုရဲကျွရောเนาะဟိုဆူတောင်းပြီးတော့ကောင်းတဲ့သဘောလေးနဲ့အညံ့မှန်တယ်မြကင်းစီအညံ့မှန်တယ်မြပျောက်စီတို့မို့အညံ့နေဟာกินပြီးတော့အောင်ပြီးဆိုတဲ့အထိပ္ပယ်လေးကိုစောင်းပြီးတော့မိတ်ဆွေတို့ရဲ့ပညာရေးကိစ္စလုပ်ငန်းကိစ္စယာရူထိုင်ငန်းနေရာထံကနာကိစ္စတွေကိုစောင့်တက်ဆုံးရွက်ရင်တော့အင်္ဂါသားသမီးမိတ်ဆွေများအဖို့တိတိတသာကံအညံ့ကနေအကောင်းကိုပူပြောင်းလာမှအတေချာပဲဖြစ်တယ်ခင်ဗျာ ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော်တွေ့မှာဆိုရင်ဒီဘတ်တာတော်တွေ့မှာဆိုရင်လုပ်ငန်းကိုင်ကအလုံးနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေအပေါင်းအသင်းအဟောင်းအနေနဲ့ပတ်သက်ပြီးတော့ပြန်လည်စုံစည်းရတတ်တယ်မိတ်ဆွေအသက်တွေနဲ့ပတ်သက်လာရင်တော့အရာရာကိုတတိထားဆင်ရန်လိုအပ်တယ်ဆွေမျိုးသားချင်းကိစ္စဆက်ပစ္စည်းကိစ္စစားတော့ကုန်ကိစ္စစတင်လှုပ်ဆောင်လုပ်တဲ့ကိစ္စတွေအစုဆယ်ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေထုတ်ဆောင်ရလှုပ်ဆောင်မှာ အကျိုးပေးပါတယ်အလောင်းကစားနဲ့ပတ်သက်လာရင်တော့ကြွေတလဲကြက်တခုဖြစ်ရတာမျိုးเนาะဟုတ်လားဟိုရေလိုင်းတစ်ခွေပဲ50 50ပဲအလောင်းကစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်လာတဲ့အခါတယောက်နဲ့တယောက်တူနဲ့တူเนาะနိုင်ပြင်းမြင့်တုံဖြစ်တတ်တယ်ဒီလိုရှင်နေမျိုးကိုကြုံလို့ရှင်အရန်ကြီးတတိထားဖို့လိုအပ်တာပေါ့ဆိုလိုတော့ကပုံကနေယုံကနေလောရမယ့်အလုပ်တည်းအလောင်းကစားနဲ့ပတ်သက်ငွေကိုဖြက်လန်းနည်းနဲ့လိုက်တာမျိုးလေးတွေရအင်မတန်ကိုအားနည်းစီတော့အပတ်တာအပိုင်းခြားကာလဖြစ်ပါတယ်မိမိရည်ရွယ်ထားသောမျှော်လင့်ထားသောရည်မှန်းချက်တွေပြေဝလာမယ့်ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ပါဝင်ခြင်းမှာမိမိကိုတပုတ်လေးလွင်ပြောတာမျိုးလူမျိုးရေးကိစ္စအဖြတ်လေးတွေကြုံရတတ်တဲ့အတွက်လုပ်ငန်းရာထူးထူးနဲ့ပတ်သက်ရင်တတိထားဆင်ခြင်ရတော့လူအကြောင်းထပ်လောင်းပြောလိုက်ပါရစေခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်မတင်မဖဲနဲ့မိမိရဲ့နော်ဟိုအိမ်တော်ဘက်ကနေဖြစ်စေမိမိရဲ့အမွေကိစ္စကနေဖြစ်စေဝင်ငွေဝင်လာတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့ဘလောက်ပဲအခက်အခဲရှိရှိပြန်လဲပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့လက်လွန်ထားသောငွေကြီးတွေပြန်လဲရရှိတတ်တယ် ။တမိစားမင်းအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်ဆောင်ပြည်ရန်စိတ်ဆက်တိုင်းမင်းတာမျိုးလေးတွေညံ့နေ။လူငယ်များတော့မိမိတို့ချစ်သောမျက်လို့သော credit တွေကပြန်လဲပြီးတော့အရှိရေးမှာမေတ္တာရေးမှာပြန်လဲပြီးတော့ကိုယ့်အပေါ်စိတ်လည်းသာတတ်တယ်။အဲထို့အပြင်မိတ်ဆွေတို့နဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့အဲမိမိကစိတ်လျှော့လိုက်တာမှ မသွားတော့ဘူးလို့ထင်တဲ့အရာတွေမှာစိတ်ချောလိုက်တာမှမထင်မှဖဲနဲ့အသက်ပြန်ဝင်ပြီးတော့သွားရတာမျိုးတွေဖြစ်ရတတ်တယ်လို့အရင်ကြီးစိတ်ဆန္ဒပြင်းပြနေတဲ့အလုပ်တွေဆိုရင်လည်းတခုမဟုတ်တခုကြံ့ကြာတတ်တဲ့အတွက်တော့သတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်အရင်ကြီးမျော်လင့်မထားဖို့လည်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီသို့တော့စိတ်ချောလိုက်ခါမှရရှိလာတတ်တဲ့ကံလေးတွေလည်းတွေ့ရပါတယ်ဒီအပတ်တာတော့ဒီမှာဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေနေနဲ့အကျိုးပေးသောအရာအနေနဲ့ဆိုရင်အနီရောက်ခဲရောက် ကြက်သွေးရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။သတိထားဆင်ကြရမယ့်အကြောင်းကတော့အစိမ်းရောင်ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့တစ်ကဏ္ဍ၊ချစ်ကဏ္ဍ၊သုံးကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့သတိထားဆင်ကြရမယ့်ကဏ္ဍကတော့0ကဏ္ဍ၊၁၀ပြည့်ရာပြည့်ထောင်ပြည့်ကဏ္ဍတွေကိုသတိထားဆင်ကြပေးပါ။အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ ဒီရက်လာအတွင်းမှာ28ရက်နဲ့28ရက်နှစ်ရက်ကိုတော့တတိထားဆင်ញင်ဆောင်ရွက်ရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ကံကိုညံ့တတ်တယ်ကောင်းပြီအဆက်ဆက်ရရအစဉ်ပြေစီရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာမြက်စွာဖရားမှာအောင်တပီကိုးခတ်လူပြီးလိုရာကိုစူတောင်းရင်အောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးမတ်လနောက်ဆုံးပတ်တွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေဆရာငယ်ပါကျမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာ ပြန်တွေ့ပါမယ်ခင်ဗျာ